ဆပြီးတော့အားပေးတဲ့အသင်းပေါ့နော်အဲအားပေးတဲ့အသင်းလေးကိုအရင်ဆုံးပြိမိတ်ဆက်ပေးပါအောင်အာ Ferrari Ferrari ကိုတမီးဘာလို့ကြိုက်တာလဲ Ferrari အရင်ထဲကအဲ normal sports car တွေကိုလည်းဝတ်နာပါတယ်အဲအဲသူတို့ရဲ့ဟိုဟာ legacy ကြိုက်အာ Ferrari ဆိုရင်တော့ legacy ပေါ့နော် current Ferrari ရဲ့အခြေအနေပေါ့အာ no အရင်နှစ်ထက်ကနည်းနည်းဆိုးတယ်ဒါပေမဲ့ ရကြည့်လို့ရဒီခုစီစဉ်ကိုတဖက်တလမ်းမှကူညီပံ့ပိုးပေးတာကတော့ရွှေကျွန်းမြေတွင်တင်းအပန်းဖြစ်ရေကူးကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်ရွှေကျွန်းမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိษွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြစ်ရေကူးရင်အားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိษွေတို့တက်တောင်းတတဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်ရွှေကျွန်းမြေရေကူးကန်ရဲ့ရေတန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်အတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး 24နှစ်ပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနှုံးပြအာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့ညစ်ကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရည်သွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ဖြည့်ကျုံးမြေမှာလူရည်များပြတဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျဲဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့ဧကန်စားတော့ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေပါဖြစ်ပါတယ်။ ရွှေကျုံးမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တချင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12:00နာရီကနေညနေ9:00နာရီထိထည့်သွင်းပေးကြပါတယ်။အချင်းနားထောင်မယ်ရေကူးမယ်ဘင်္ဂလိုနဲ့အေးဆေးနိုင်ယူမယ်ဆိုရင်တော့ရွှေကျုံးမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျုံးမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာအစဉ်လှိုင်းသာယာ BOC လမ်းဆောင်လှိုင်းသာယာ program မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါလေ။ နေ့စဉ်နဲ့နဲ့မနက်9:00နာရီမှည10:00နာရီထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာစကားဟော့ဖ်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါအင်တာဗျူးအစီအစဉ်တစ်ခုပေါ့နော်ထူးထူးခြားခြားပါပဲဒါကျွန်တော်တမီးလေးနဲ့ရွေသူပေါ့ကျွန်တော်တမီးအရွယ်ဒါတမီးလေးနာမည်ရွှေယွန်းလို့ခေါ်တယ်ဒါ formula 1ကိုအရင်ယူတွတ်တယ်ဗောနော formula 1အပြင်ကျွန်တော်ဒီ driving နဲ့ပတ်သက်တဲ့ဒီ motor sports ပေါ့အဲ့အားကစားနည်းတွေကိုလည်းသူအရင်ယူတွတ်တယ်ဆိုတော့သူအသက်အရွယ်လေးနဲ့ကြတော့ ဟိုဒီဟာယူကိုဒီလောက်ထိဟိုအရန်ဝါသနာပါတယ်ဆိုတာလောက်ကိုဟိုအံ့ဩဖို့ကောင်းတယ်ဒါပေမဲ့သမီးလေးနဲ့စကားပြောပြီးတဲ့အခါမှာသမီးကတော်တော်ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်းလေ့လာပြီးတော့တကယ်ဟိုဆွဲဆွဲနဲ့နဲ့အားပေးနေရလဲတွေ့တယ်ကျွန်တော်တို့အပြင်မှာလည်းစကားတွေပြောပြီးပြီးတော့ဒီ task လဲကျွန်တော်တို့ရိုက်ခဲ့သေးတယ်ဒီမတိုင်ရေဟာသဘောမျိုးပေါ့အဲ့တကယ်တော့အဲ့ဒီရေဟာသဗီဒီယိုတော့မတန်းတင်လိုက်လို့ရလောက်အောင် ားလုံးလည်းအဆင်ပြေခဲ့တယ်။သမီးလေးရဲ့ကျွမ်းကျင်မှုသမီးလေးရဲ့နားလည်မှုကိုလည်းကျွန်တော်ခံစားမိတယ်။ဆိုတော့ဒါအခုဒါဒါပရိသတ်တွေကိုဒါမိတ်ဆက်ပေးမယ်အလှည့်ပေါ့နော်။ပြီးတော့နောက်ပိုင်းလည်းကျွန်တော်တို့ဒီ Formula 1နဲ့ပတ်သက်ပြီးတော့ဒီပွဲပြေး review တွေပေါ့နော်။ဒါသမီးလေးအားရင်အားသလိုပေါ့ဖြစ်နိုင်တော့အပတ်တိုင်းလုပ်ဖို့လည်းစဉ်းစားထားတယ်။အာဆိုတော့ပရိသတ်တွေဒါရွှေရုံးလေးကိုဒါပရိသတ်တွေကြည့်ရှုအားပေးကြပါအောင်လို့ဒါကျွန်တော်ကြိုတင်မေတ္တာရခံနေပါတယ်။ဆိုတော့အခုတော့ကျွန်တော်ဒီအစီအစဉ်ကဒါ Crazy Brazil Grand Prix အတွက်နော်ဒီသမီးကလည်းပွဲကြည့်ထားတယ် ကျွန်တော်လည်းကြည်ထားတယ်အဲဆိုတော့သမီးရဲ့အမြင်တွေကိုကျွန်တော်အဓိကဒါပရိသတ်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့သမီးဒီ formula 1ပရိသတ်တွေကဦးတို့စီမာကဟိုဟိုလူနည်းစုပေါ့နော်လူနည်းစုအဲဒါပေမဲ့လူနည်းစုမှာဦးတို့အရှိမလဲပြောခဲ့ပြီးပြီအများစုကတော့ဒီဟို gender issues ရပြောမယ်ဆိုရင် အမျိုးသားတွေအားပြီးအာဂသာနီးပေါ့အဲသမီးကဒီ main ကလေးတယောက်လည်းဖြစ်တယ်သမီးအသက်ကအခုဘယ်လောက်လဲ12နှစ်12နှစ်ပဲရှိသေးတယ် ဆိုတော့ဒီအာဂသနီးကိုရှေ့မှာတော့အဲ့အဲ့ဒါတော့ဦးတို့ကပြောပြီးသားပေါ့နော်ဒါပြိသက်တွေကိုမိတ်ဆက်ပေးခြင်းလို့ဒီအာဂသနီးကိုဘလို့စိတ်ဝင်စားလာခဲ့တာလဲဘလို့ဆွဲလန်းခဲ့တာလဲဆိုတဲ့ဟာလေးကိုသမီးအရင်ဆုံးပြောပြပေးပါလားအာအရင်နှစ်ကအဲမိုင်အမီ2024လန်ဒူနိုင်သွားတယ်အဲဟာဆိုရှယ်မီဒီယာတွေ like ဝေဒနာပါွာအဟမ်းကြည့်လို့ကောင်းတယ်ဆိုပြီးတော့အဲလိုမျိုးလေးလာတယ်အဲအနေစားပြီးတော့ဆိုတော့လေးလာတော့တမီးက ဟိုဘယ်မှာလေ့လာမှန်းသိလားပြီးတော့ဘယ်လိုတွေလေ့လာဖြစ်လဲအမ်ဒီတိုင်း social media နေပဲဒီတိုင်းသူတို့သူများတွေပြောတာကြည့်ရယ်ပြင်ရအောင်ဟိုကလေ့လာအဲ့အဲ့တော့လေ့လာတဲ့အဆင့်ကနေပြီးတော့ဒီပွဲကြည့်တဲ့အဆင့်ကဘယ်လိုဘယ်လိုဖြတ်သန်းလာလဲသမီးအမ်အဲ့ဒီဒီနှစ်မှာပဲစကြည့်ရအဲ့ Australia Australia Cranberry မှာစပြီးတော့ကြည့်တာ yes ကြည့်တဲ့အခါကျတော့ဟိုသမီးကအခုဒါចောင်းတက်နေရယ်နော် အကြောင်းသူတူဖြစ်တယ်ဟိုအကြောင်းစာတွေလည်းရှိတယ်ပြီးတော့တခြားကိုဝါသနာပါတဲ့တခြား activities တွေကလည်းရှိခဲ့ပါပဲအဲ့ဒါကနေပြီးတော့ဒီ formula 1ပွဲတွေကြတော့ဟိုတဘောဟိုထိုင်ကြည့်နေဖို့နည်းနည်းပြင်းစရာကောင်းတယ်ပေါ့တချို့တော့ဘောလုံးလို့မဟုတ်ဘူးလေအဲတချို့ရဲ့အမြင်မှာတော့ဒီကားတွေဝေါ်ကနေပြိုင်ပေါင်းနေကြတာပဲဆိုတော့အမြင်အရာဆိုရင်လေဒါကဆွဲဆောင်မှုမရှိတဲ့အာကစားနေပဲပေါ့နော်ဒါဒါအများစုအတွက်ပြောတာအဲအဲ့တော့သမီးကရောဒီအဲ့ကားတွေဝေါ်ဝေါ်ဆိုပြိုင်မောင်းနေတဲ့ကစားနေတစ်ခုကို ဒီ live စပြီးတော့ထိုင်ကြည့်ပြရတော့အောင်သမီးတို့ဘယ်အရာကဆွဲဆောင်ခဲ့တာလဲအာဆွဲဆောင် like မှတ်ရမှန်ပြီဒါပေမဲ့ကားမောင်းတဲ့ဟာတွေက like ပြီးရင်သူတို့ overtake လုပ်တာတော်တော်စိတ်ဝင်စားစရာကောင်းတယ်ပြီးရင်သူတို့နိုင်ပြီးရောအဲ champagne တွေ podium မှာအဲ့လိုမျိုး podium အောင်ဝဲခံတာ celebrate လုပ်တာဟွအာတော်တော် like ကြည့်လို့ကောင်းတယ်ကြည့်လို့ကောင်းတော့ဟို Australia Grand Prix အပြီးတော့ပြီးတဲ့အခါမှာနောက်နောက်တစ်ပွဲကျရင် အတရားပေါက်ထက်ကြည့်မယ်ဆိုတော့စိတ်ဝင်ခဲ့တာပေါ့ဆိုတော့ဝင်ခဲ့ရင်းနဲ့အာစပြီးတော့အားပေးတဲ့အသင်းပေါ့နော်အဲအားပေးတဲ့အသင်းလေးကိုအရင်ဆုံးပြိမိတ်ဆက်ပေးပါအောင်အာ Ferrari Ferrari ကိုတမီးဘာလို့ကြိုက်တာလဲ Ferrari အရင်ထဲကအဲ normal sports car တွေကိုလည်းဝင်နာပါတယ်အဲသူတို့ရဲ့ဟိုဟာ legacy ကြိုက်အာ Ferrari ဆိုရင်တော့ legacy ပေါ့နော် current Ferrari ရဲ့အခြေအနေပေါ့ อนูအရင်နှစ်ထက်ကနည်းဆိုးရဒါပေမဲ့ရကြည့်လို့ရအဲ့တော့ဟိုသမီးကရှေ့မှာဦးနဲ့ပြောဦးတယ်လေသမီးကြိုက်တဲ့ကစားသမား2ယောက်ပေါ့နော်လောလောဆယ်လို2ယောက်ရှိတယ်1ယောက်ကဒီအခုလက်ရှိ McLaren က Oscar PS3 ပြီးတော့ Ferrari က Charles Leclerc Charles Leclerc ကိုကြိုက်တယ် ဆိုတော့အခုဒါသူတို့နှစ်ဦးကလည်းအခုတရားစီအကြောင်းလေးနည်းနည်းသွားလိုက်အောင်နော်တရားစီအကြောင်းလေးသူတို့နှစ်ဦးသလုံးကဒီချန်ပီယံဖြစ်နိုင်ခြေကလက်လက်ကတော့ထက်စင်းစားစရာမရှိဘူး။နော် PSG ကတဖြည်းဖြည်းနဲ့တဖြည်းနဲ့အခြေအနေကကျလာပြီ။ဆိုတော့နောက်ဆုံး၅ဘွဲလောက်မှာလန်ဒိုကိုသူဘလို့မှမရှင်နိုင်ဘူးဆိုတဲ့အနေထားဖြစ်လာတယ်။အဲ့တော့သမီးကဒီအော်စကာကိုကြိုက်တယ်။လန်ဒိုကလည်းဟိုဘလို့ကောင်းလဲ။အနောက်ကနေပြီးတော့တောက်လျှောက်ကြော်တက်တာ။ အမှတ်ကအခုအရန် ပြတ်သွားပြီ24မှတ်24 24မှတ်ပြတ်သွားပြီဆိုတော့ဟိုမျောလျက်ရှိသေးလားသမီးရှိရရှိသေးတယ်ဒါပေမဲ့မဖြစ်မဖြစ်နိုင်ဘူးလို့မဖြစ်နိုင်တော့ဘူးလို့ထင်တယ်အခုဆိုရင်ဒီ sprint ပါတဲ့ race ကလည်းဟိုပြောမယ်ဆိုရင်တပွဲပဲကျန်တော့တယ်တပွဲပဲကျန်တယ်ရာသီကလည်းပိတ်ခတ်နေပြီအဲတစ်ဖက်မှာအခု Verstappen တော့သူ့ကိုပြန်ကြော်တက်မလားဆိုတော့စိုးရရတဲ့အနေထားလည်းဖြစ်လာပြီ Verstappen ဖြစ်နိုင်တော့ဟုတ် Verstappen က Oscar ကို yeah so ပြောပြောမယ်ဆိုအခုလက်ရှိဟိုထိတ်ဆုံးကနေပြီးတော့နှစ်ဖြစ်သွားပြီနှစ်ကတော့မှအစိုးရရတဲ့အနေထားအဖြစ်လာပြီတော့လက်ရှိ result အရာလဲ Verstappen က Oscar ထပ်ပိုကောင်းနေတော့ Lando ကလည်းပိုကောင်းနေဆိုတော့ Oscar ကဒီရဒီမှာအဆင့်1နှစ်3မှာဖြစ်နိုင်ကြီးအများဆုံးက1တော့မဖြစ်တော့2 3ဘယ်ဖြစ်မှထင်လဲ um 3တန်းဝင်နှစ် like နှစ်ပို့ပြီးဖြစ်နိုင်တယ်ထင်တယ်။အော်ဆိုတော့ဒီနှစ်ကို तू စက်ထိန်းထားနိုင်မယ်လို့ထင်တယ်ပေါ့။အခုဒီ Brazil Grand Prix ကိုကြည့်တဲ့အခါမှာအသူတို့နှစ်ယောက်ဒီဒီပြိုင်နောက်ဆုံးဒီ Mexican ပြီးတဲ့အချိန်မှာတမက်กว่าဖြစ်သွားပြီ။ Brazil Grand Prix ကိုသူအရင်ရင်ခုန်ခဲ့မှာပေါ့။ဘာတွေလုပ်ပြနိုင်မလဲမျှော်လင့်ခဲ့မှာပေါ့။ Yeah. ဒါပေမဲ့ Lando ကလုံးဝ flawless ကြီးဖြစ်သွားတယ်။ Flawless P1 all section. All section နော်။ဘလုံးမ ရှင်းလို့မရခဲ့အဲ့တော့ဒီအသင်းတူကားချင်းမှာတို့နှစ်ယောက်ဘာလို့ performance လောက်กว่าနေလို့ထင်လဲအာ Oscar pressure ရမှာပေါ့အဲ့လောက်နီးကက်နေပြီဆိုပြီးတော့ like underperform နေဖြစ် underperform ဖြစ်တယ်ဆိုတော့တူကအခုကဒီ off Lando Go တင်မကဘဲနဲ့တူကအခုသူ့ရဲ့ place ပေါ့နော်သူ့ရဲ့ရည်တည်မှုကတဖြည်းနဲ့အခု solo တက်မဟုတ်ရင်နှစ်နှစ်လည်းမဖြစ်ဘူးဆိုတော့၄၅ဆိုတာမျိုးတွေကဖြစ်လာတယ်အဲ့ဒါက ဟိုကားကြောင်လားဘယ်လိုဘယ်လိုထင်လဲတကယ်တော့အိုးတိတလောက်ပြောရရင်အခုဒီ formula 1ကဒီ team တစ်ခုထဲမှာအတူတူရှိတယ်ဆိုရင်တော့မှသူတို့ကွာတယ်ကားကွာတယ်နော်ကားလည်းကွာတယ်နောက်တစ်ခုကဒီ crew လည်းကွာတယ် Lando အတွက်ပေးထားတဲ့ crew ဟုတ်တယ်ပြီးတော့ Oscar အတွက်ပေးထားတဲ့ crew အဲ့ဒီမှာဒီ crew နဲ့ Oscar နဲ့တွဲပြီးတော့အလုပ်လုပ်ကြဆိုတော့ပုံစံအားဖြင့်100%တူတယ်လို့ယူဆရပြီမဲ့တကယ်တမ်းကျတော့လေမတူမတူเนาะအခုဆိုဒါ Lando ကသူသူဘာပြောလဲဆိုတော့ ဒီနောက်ပိုင်းမှာသူကဒီ data တွေဒီ statistics တွေပြီးတော့နောက်ဆုံးဘယ်အချက်အလက်ကိုမှသူမယူတော့ဘဲနဲ့သူစိတ်ထဲရှိသမျှမောင်းနေတဲ့အချိန်မှာသူ result တွေထိုးတက်လာတယ်ဆိုပြီးတော့သူပြောသွားတယ်ဒါပေမဲ့အဲ့ဒါကဥကနည်းနည်းယုံဖို့ခက်တယ်ပေါ့နော်ဒါဆိုတော့ဒီ team မှာလည်းဒီ Oscar ကိုပေးထားတဲ့ team လည်းကောင်းပါတယ်ဒါပေမဲ့ Lando ကိုပေးထားတဲ့ team Lando နဲ့လက်တွဲနေရဆိုဟိုငယ်တဲ့လက်တွဲလာတဲ့သူ ပြီးတော့ဒါ F1 လောကမှာဆိုလဲဒါဆရာကြီးလို့ပြောလို့ရတဲ့ mechanic ကြီးပေါ့နော်ဆိုတော့ဒါ၄လဲတော့ကွာမယ်လို့ထင်လားထင်တယ် McLaren ရဲ့ဘယ်လိုက်ဘယ်လိုက်တယ်ဘယ်လိုက်တယ်ဆိုတဲ့စကားကိုသမီးဘလို့ဘလို့ခံစားပြီးပြောတာလဲဟို Italy ရောအဲ Italy ရောဘလို့ဖြစ်လဲ Fair and Square ဟို Oscar အဲ Lando ကဖိဝင်သွားတော့ Oscar ကကြော်သွားတယ်ဒါပြပြီးတော့ McLaren က switch position တော့ခိုင်းတယ် it's not fair အဲ့နောက်ပိုင်းမှာဒီ PS3 ကပွဲပြီးတဲ့အခါကျတော့အဲ့အတောင်းအသင်းကိုသူပြန်ဝေဖန်လာရပြီလေသူလှုပ်လိုက်သေးတယ်။အဲ့နောက်ပိုင်းမှာသူ့ရဲ့ performance ကပိုပြီးတော့ဆိုးလာတယ်လို့မခံစားရဘူးလား။ခံစားရ။လန်ဒိုကအဲ့မှာအချိန်အရန်ရသွားတယ်နော်။ Yeah. ကားကြောင့်ပဲထင်တယ်။ကားကြောင့်ပဲထင်တယ်။ဆိုတော့သူတို့ဟာဒီတသင်းထဲမှာရှိနေတဲ့ကား A ကား B အဲ့ကားနှစ်ခုက level မတူလို့ခံစားရတယ်ပေါ့။မတူဘူး။ဆိုတော့အဲ့အဲ့လိုမျိုးကပြောရင်တချို့ကျတော့လေကားနှစ်စီးကအတူတူပါပဲ။ပြီးတော့ဒီအားလုံးကနောက်ဆုံးကျတော့ဒီ crew နှစ်ခုကလည်းသူတို့ ီ meeting တွေလုပ်ပြီးတော့အတူအတူတူဟိုဘက်တွေပြောလဲအကူအညီတွေပေးကြတာပဲဒါကြောင့်ကားအတူပါတယ်ဗောနော်အသင်းဘော်တွေအစင်းချင်းဆိုဒါပေမဲ့တကယ်တကယ်ထဲထဲဝင်ဝင်ဆိုရင်တော့မတူညီမှုတွေအများကြီးပဲဆိုတာတွေ့ရတယ်နောက်ကစားသမားတူချင်းစီရဲ့ဒီအကြိုက်ပုံမူတည်ပြီးတော့ကားလေးတွေပြောင်းထားတယ်ရှိတဲ့အခါကျတော့လောလောဆယ်တော့လန်ဒိုကတော်တော်အဆက်ဟတ်တဲ့လို့ပြောရမှာပေါ့အဲ့တော့သမီးအခုဒီအခုဒီ Brazil Grand Prix မှာ shock ဖြစ်သွားတဲ့ကိစ္စရောဘယ်လိုမြင်လဲအာမသိဘူး တိုက်တော့တိုက်သွားတယ်ခင်မီးကတိုက်လိုက်တယ်ဒါပေမဲ့အဲအော်စကာရဲ့အော်စကာကြောင့်ဆိုတော့ဘာမှပြောလို့မရဘူးအော်အဲ့တော့တမိကြိုက်တဲ့ကစားသမား၂ယောက်ပဲလေအော်စကာအော်စကာကြောင့်ဒီအော်စကာလည်းဒီအမှတ် short ခံလိုက်ရတယ်ပယ်နတီရပါနော်ပယ်နတီရသွားတယ်ဟို10 second penalty ပေါ့နော်ဆိုတော့ဂျားမာဒီခင်မီးကဝင်ခုလိုက်တဲ့သဘောမျိုးဖြစ်သွားတယ်ဆိုတော့ဟိုဘက် तू ကိုယ်တိုင်ပြောတာဟိုဘက်ကိုလည်း तू space ပေးရတယ်ဒီဘက်ကိုလည်း space ပေးရတဲ့အချိန်မှာမထင်မှတ်ပဲနဲ့ဒီ အော့စကာကအာလီဘရိတ်လုပ်လိုက်တယ်ပေါ့အရှိကိုနည်းနည်းလေးဆက်သွားပြီးမှဘရိတ်လုပ်ရမယ်အစားအာလီဘရိတ်လုပ်တဲ့အခါမှာသွားညှိပြီးတော့ဒီဘက်ကိုသူသွားတိုက်တာဒါပေမဲ့အဲ့မှာဒီအရှော့စ်ကတော့အကောင်လုံးထင်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 းပြောသွားတယ်ပေါ့အဲ့တော့ကိုကြိုက်တဲ့ကစားသမား၂ယောက်ပေါ့နော်တယောက်ကြောင့်တယောက်ကထွက်လိုက်ရတယ်ပဲဆိုကြပါစို့အဲ့လိုဖြစ်တဲ့အခါကိုသမီးဘယ်လိုခံစားရလဲဒီတိုင်းမဖြစ်လေ I don't care just ဒီတိုင်းအဲ့တော့အဲ့တော့ဒီအခု Shelf က ဒီပြိုင်ပွဲမှာဒီ Ferrari အမှတ်မရပြန်ဘူးပြီးတော့ Ferrari ဟာဒီတစ်ဖက်မှာလည်းအရှိနေတဲ့အာဟိုဘူးလဲ Hamilton ကလည်းပွဲကနေရက်လိုက်ရတယ်ထွက်ထွက်လိုက်တယ်ဗောနော်ထွက်လိုက်တယ်ပြီးတော့သူတို့အရန်အသင်းကိုလည်းပြန်ပြီးတော့ဝေဖန်နေကြတယ်အသင်းဘက်ကလည်းသူတို့စကားတွေကျော်တော့မင်းတို့စကားတွေအများကြီးပြောငါတို့အတင်းကကောင်းတော့မယ်ဆိုတော့အရန်တင်းမာလာပြီဟုတ်တယ်နော်အတင်းမာလာပြီအဲ့တော့အတင်းမာတဲ့အခါမှာသမီးကဘာလို့မှန်လာလို့ထင်လဲ drivers driver statement လာလို့ထင်လဲ yeah but through through yeah ကားကြောင်လေ lewis hamilton ဆိုရင် floor issue နဲ့ထွက်သွားထွက်သွားတယ်ကားကြောင် it's not their fault ဟမ်ဆိုတော့အသင်းကဒီထက်ပိုပြီးတော့ဟိုအခုဒီတိုင်းဆိုတာအသင်းရဲ့အမှားပေါ့တမင် ferrari ကိုကြိုက်တာလား drivers တွေကိုကြိုက်တာလားအာ drivers drivers တွေကိုကြိုက်တယ်တကယ်လို့ဒါပါတော့ဒီ shaft ထွက်သွားပြီဆိုတော့ ferrari ကတမင်ဆက်အားပေးအောင်မလား ်ရှောက်ဒါပေမဲ့ရှောက်ကအတင်းမှာဆက်ရှိဖို့များပါတယ်အခု Berman ရောက်လာဖို့များတယ်သတင်းတွေထွက်နေတာကလာမယ့်ရသည် Louis ကိုထုတ်တော့မယ် Berman ကိုထည့်မယ်ဆိုသတင်းတွေလည်းထွက်နေအဲ့ဒါဆိုရင်တော့ဒီ Ferrari ကိုဆက်ပြီးတော့အားပေးပြင်မှာပေါ့အခုအဆင့်နှစ်ကောဝင်မယ်လို့ထင်လားဒီရသည်ကောဒီ car construction အပိုင်းကို what အဆင့်နှစ်လေဒီ car တိဆောက်မှုအပိုင်းမှာ construction အပိုင်းမှာ um i don't know ထင်လားအခုအခုလောလောဆယ်အနေအထားရ Ferrari က ီတိုင်းဆိုမာဆယ်ဒီကျော်တက်မှာပဲအခုအခုဆိုအခုတော့အမှတ်ပြတ်နေပြီပြန်လိုက်မြင်ရလို့ထင်လားအော်အဲ no မထင်ဘူးလားဘာလို့မထင်တာလဲမဟုတ် like Ferrari ရှိုးလို့ရှင် your man like Mercedes တက်ပါဒါပေမဲ့ Ferrari ရရတဲ့ရနိုင်တယ်ထင် P2 P2 ရနိုင်တယ်ထင်အော် P2 ကိုရနိုင်တယ်ထင်တယ်ပေါ့ထင်တယ်ပေါ့အခုအမှတ်ကဒီ နည်းနည်းပြတ်တော့ပြတ်နေတယ်เนาะအခုဒီဘရာဇီးမှာကနှစ်စီးလုံးကတမှတ်မှမရလိုက်ဘူးဟုတ်တယ်အခုကခင်မီယာလည်းမထင်မှတ်ပဲနဲ့ပြန်ကောင်းလာတယ်အရင်ကဒီဘယ်လိုကောင်းလဲဆိုတော့ရက်ဆယ်ကကောင်းတယ်ခင်မီယာကမကောင်းအခု internally ရဲ့ကအခုသတိထားမိသလောက် result ထက်တောင်ပိုကောင်းလာသလိုခံစားရဟုတ်တယ်ဆိုတော့ ferry နှစ်စီးလုံးထက်တာနေသူပြတူကရနိုင်မှာမလား um မျောလင်းချက်ပေါ့အဲ့လိုလားမျောလင်းချက် Brazil Grand Prix က သမီးကြည့်ဖို့အတွက်ဘာတွေပြင်ဆင်ခဲ့လဲစိတ်ပိုင်းဆိုင်ရာ um fry fry နေလို့နေလို့ရင်ကြောက်တယ်အနေလို့ကြောက်တယ်ကြောက်တယ်ကြောက်တယ်တကူအမားမင်းဖြစ်မှကြောက်တယ်ပေါ့သမီးက yes အဲ့တော့ဆိုတော့တကယ်ကြည့်ဖြစ်တဲ့အချိန်မှာရောဟိုစံတော်ချိန်အရာသမီးအခက်အခဲရှိတယ်လေဘလို့ဘလို့ပြင်ဆင်ပြခဲ့လဲဖေ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 ကိုအကူညီတောင်းသေးလားဖေဖေနဲ့အတူတူကြည့်ဖို့တော့ပါတော့ နိုတယောက်တည်းကြည်တာပဲတယောက်တည်းကြည်တယ်တယောက်တည်းကြည်ပြီးတော့တယောက်တည်းသမီးလောင်နေတာပေါ့တော်တော်ကြည်ကွဲနေတာပေါ့နောက်တော့ဒီပွဲပြီးအင်တာဗျူးတွေဒီစောင်းခဲ့သေးလားနိုတန်အိတ်တာမတန်အိတ်တာပဲစိတ်စိတ်ညစ်သွားပြီပေါ့စိတ်ညစ်ပါပြီစိတ်ညစ်သွားပြီအခုဒီလာမဲ့ပွဲစဉ်တွေပေါ့နော်ဦးတော့အခုပြောမယ်ဆိုရင်ဒီရာသီကပိတ်တော့မှာလာမဲ့ရာသီလဲသမီးနဲ့အခုဟိုသမီးတစ်ချက်ပို့ပြီးတော့အခုဆိုတာသမီးကနည်းလေးဟိုကင်မရာရှိုင်းလဲနည်းနည်းဖြစ်သေးတယ်အတွေ့အကြုံလဲနည်းသေးတယ် အပြင်မှာပြောသလောက်သမီးစိတ်လွတ်ကော်လို့အားရပါရမဖြစ်သေးဘူးခံစားမိတယ်ဒါပေမဲ့တဖြည်းနဲ့သမီးအများကြီးသူပြောထွက်လာမယ်လို့ဟုတ်ထင်တယ်ဦးရုံးနဲ့ဝင် join ဦးမှာလားနောက်ပွဲတွေရော join မရတယ် join ပါနော်အခုတရားတော့ရာသီပိတ်ခံနေလဲဦးတို့ဒါလက်ကျင်အေးသဘောမျိုးဆင်းလိုက်ပြီးတော့လာမယ့်ရာသီကြာပွဲတွေတိချလေးဦးစီသူဆိုတာရှိသေးတယ်ဦးစီသူကအခုသမီးကိုဟိုကြည့်စစ်ကျင်နေပေါ့နော်ဒီ formula 1 review တွေပေါ့နော်ပွဲပြီးတိုင်းမှာပွဲပြီးတိုင်းမှာ तू တင်တယ် အခုဟိုတော့ထားပါတော့ Sunday ပြီးပြီဆိုရင်ကျိုးစေးလောက်ဆိုသူတက်ပြီအဲသူ့စီမှာလည်းအခုဒါအရန်ကိုဟိုနက်နေတဲ့ဒီဒီအာကစားနည်းနဲ့ပတ်သက်ပြီး deep ဖြစ်တဲ့ဟိုနိုင်ငံတကာသူတွေလိုပဲအဲသူ့မှာအဲ့ဒီ knowledge ရှိတယ်အခုဒီ Brazil Grand Prix နဲ့ပတ်သက်ရင်ဦးတို့ကြတော့ဦးခန်းစားချက်ကိုပြောပြအောင်ဦးတို့ဘာဆိုရင်လဲဆိုတော့ Brazil Grand Prix ဟာအစတည်းကသူ elevation အရန်များတယ်ဟုတ်တယ်အမြင့်ဆုံးနေရာဆို43မီတာတိရှိတယ်43မီတာဆိုရဲအမြင့်ပေါ့နော် Ferrari ကအစတည်းက ဟိုဒီလမ်းအဖြောင့်ပေါ့နော်လမ်းအဖြောင့်ကိုဒီ short time ကိုအမြန်ပြိုင်မယ်ဆိုရင်အ ਨੇ ဆုံး Louis မရဘူးဆိုရင်တော့မှဟာဒီ shots ကအဲ့အပိုင်းကသူရနိုင်တယ်1 2 3တော့ easy ဝင်တယ်လို့ပြောလို့ရဒါပေမဲ့ပြိုင်ပွဲတစ်ခုလုံးကို မောင်းနိုင်တဲ့ power ပေါ့နော်ဒီအဲ့ဒီကားမျိုးပေါ့အဲ့ကားမျိုး Ferrari မှာမရှိဘူးပေါ့မရှိရကြတဲ့အဲ့လိုဂုံးတက်ဂုံးစင်းများတဲ့ ပြီးတော့ဒီဘလိုကွန်လဲဆိုဘယ်ခွေညာခွေမှာဘယ်ခွေတွေလဲအရင်များတဲ့ကွင်းဆိုတော့ဥကအစတွေကဥကမထင်တော့ဘူး Ferrari ဟိုဒီ Brother Grand Prix ကဥကလက်လျှော့ပြီးသားဒါပေမဲ့ဒါ Hamilton ရဲ့အရင်ဒါသူဒီ driver world champion ဖြစ်တဲ့အထဲမှာ2008တုန်းကသူကဒီကွင်းမှာသူကမ္ဘာ champion စဖြစ်တာဆိုတော့အဲ့ဒီ luck လေးနဲ့ဥကကြည်ခဲ့တာဒါပေမဲ့အဆင်မပြေဘူးအဆင်မပြေဘူးဘလို့မှအဆင်မပြေဘူး Ferrari ကဥတို့လည်းအသေးကြော်ပဲဥတို့က Ferrari နဲ့ဟိုရှင်တွဲပြီးတော့ ဟိုဒုက္ခတွေခံလာခဲ့တာပေါ့နော်။သမီးတို့ကကျတော့ဟိုဘာအောင်ရတခုကအဲ့ဒါပါ။သမီးကဒီဘက်ခင်မှာကြိုက်လိုက်ပါတော့လာပေါ့နော်။အောင်မြင်နေတဲ့အသင်းတွေမဟုတ်ဘဲနဲ့ဒီသမီးက Ferrari ကိုလာပြီးတော့မှဒုက္ခခံဖို့တော့သမီးကဖြစ်လာတယ်။ဆိုတော့ဟိုအခု Batman ရောက်လာ Batman ကိုသိတယ်မလား။ကြိုက်လား Batman ကိုကြိုက်လား။ကြိုက်တယ်။ရောက်လာခဲ့ရင် Batman ကိုလည်းအားပေးမှာပေါ့။အားပေးမယ်။အခုဒီနောက်ဆုံးဦးမေးကျင်တာအခုဆိုရင် Brother Grand ပြီးသွားပြီ။ရာသီပိတ်ဖို့လည်း နီးလာပြီအိမ်မက်က off car တစ်ဖြစ်မလားမဖြစ်ရင်တော့မှနှစ်ကိုထိန်းသားနိုင်မလားဆိုတာကြံတယ် yeah ပြီးတော့ ferrari ဒီဒီ car အတင်းလိုက်ပေါ့နော်အတင်းလိုက်မှာ ferrari p2 မှာရက်တည်နိုင်မလားဆိုတာကြံတယ်အဲ့တော့အဲ့နှစ်ခုရှိတယ်ပေါ့နော်အဲ့နှစ်ခုမှာသမီးကတစ်ခုပဲရွေးဆိုရင်သမီးကဘယ်အောင်ရွေးမလဲ oscar world champion oscar world champion ဖြစ်နော် okay ဆိုတော့ဟိုသမီးဒါနောက်ဆုံးအနေနဲ့ပေါ့နော်ဒါဦးမေးတဲ့အထက်မှာ ကြံခဲ့တာသမီးကဖြည့်ပြီးတော့ပြောချင်တာအပါလေးရှိသေးတယ်အာစင်ကာပူမဖြစ်သင့်အော်စင်ကာပူမဖြစ်သင့်မဖြစ်သင့်โอเคโอเคရဲ့သူတော့ဒါတော့ဒါသမီးလေးရွှေရွန်းရွှေရွန်းကဒီထူးထူးခြားခြားပဲပြီးတော့တကယ်တမ်းကျတော့ तू ကဒါကျွန်တော်တို့မြန်မာစကားကိုပြောတဲ့အခါမှာနည်းနည်းလေးသူအတွက်ဟို အင်္ဂလိပ်လောက် fluent မဖြစ်ဘူးဆိုတဲ့ပြဿနာလေးတော့ရှိတယ်။ဒါပေမဲ့သူအတတ်နိုင်ဆုံးသူစူးစမ်းပြီးတော့ပြောသွားတယ်။အပြောသွားတဲ့အပြင်ကိုအခုဒါသမီးကင်မရာရှာလေးနေနေဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီဟာတွေကကျွန်တော်တို့တဖြည်းအတူတူကြော်ဖြတ်မယ်။ဒါကျွန်တော်သမီးလေးလိုပဲကျွန်တော်သမီးနဲ့ရွယ်တူပဲပြီးတော့ဒီဒါသမီးနဲ့အဖြစ်မှလည်းကျွန်တော်စကားကြီးပြောပြီးသူဘယ်လောက်ထိနက်နက်နေနေကြွမ်းကျင်သလဲဆိုတော့လည်းကျွန်တော်သိတယ်။ဆိုတော့နောက်ပိုင်းကျရင်ကျွန်တော်ဒီတက်ပို့ပြီးတော့ ဒီတော့ပို့ပြီးတော့ဒီစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆိုတော့ပြိုင်ပွဲတစ်ခုတည်းမဟုတ်ပဲနဲ့ပေါ့နော်ပြိုင်ပွဲအကြောင်းတစ်ခုတည်းမဟုတ်ပဲနဲ့သူကြိုက်တဲ့ကစားသမားတွေအကြောင်းသူကြိုက်တဲ့တခြားဖြစ်ရက်တွေအကြောင်းဆိုသမီးဆို overtake တွေကိုအရန်ရင်ခုန်တယ်ဆိုအဲ့ဒီနဲ့ပတ်သက်ပြီးတော့ဦးအကျယ်တွေဆက်ထပ်ပြီးတော့ပြောကြအောင်မယ်နော် formula 1ရာသီနားတဲ့အချိန်အတွင်းမှာလဲသမီးဟိုစိတ်ဝင်စားတဲ့အခါကျရင်သမီးလာခဲ့ပေါ့လာပြီးတော့သမီးပြောချင်တဲ့အကြောင်းအရာတွေပြောမယ်။ရာသီပြန်စားတဲ့အခါကျရင်တော့ဦးတို့အပတ်တိုင်းပုံမှန်သွားကြမယ်။ဟုတ်ကဲ့။ ဆိုတော့ဒါတ िश ူပေးခဲ့ကြရတဲ့ပြည်သူများအားလုံးဒါကျွန်တော်တို့ဒီ soccer house wine တို့တွေကနေကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ